ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်အောင်လည်းမင်္ဂလာပါဒီတစ်ပတ်က International Break မှာကျွန်တော်ဘောလုံးပြေးတက်တဲ့အားလုံးလိပြိုင်ပွဲတွေအားလုံးကအဆုံးသတ်တလို့ဖြစ်ပြီးရာသီပိတ်ဖို့တချို့လီက6ပွဲကျန်တယ်တချို့လီက7ပွဲကျန်တယ်တချို့လီက8ပွဲလောက်ပဲကျန်တဲ့ချိန်မှာ ဥရောပ top 5လေးပေါ့လေကျွန်တော်တို့ international break မတိုင်ခင်နောက်ဆုံးဆုံးသက်တဲ့ top 5လေးအခြေအနေတွေဘယ်သင်းတွေ champion ဖြစ်နိုင်လဲဘယ်သင်းတွေကဥရောပ champion လေးဝင်ဝင်ရနိုင်လဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ဆက်ပေးပါပါဆိုတော့အခုလောလောဆယ်အနေထားရတော့ကျွန်တော်တို့ premier league ကလက်ချံပွဲက တော်တော်ကိုနည်းနေတဲ့အချိန်မှာကျွန်တော်ဘောလုံးပြည့်သက်တွေအတွက်တကယ့်ကိုစိတ်ဝင်စားစရာအခြေအနေတွေရှိတယ်ဆိုတော့ကျွန်တော်တို့ premier league ပြိုင်ပွဲကြီးကပွဲစဉ်အားဖြင့်၉ပွဲပဲကျန်တော့တယ်အခုလက်ရှိမှာ ပြမြလိကကိုးပွဲပဲကျန်တဲ့ချိန်မှာအခုလောလောဆယ်အနေထားရလီဗာပူးကဇာထိတ်မှာဥဆောင်နေတယ်ချန်ပီယံရှစ်မှာဆိုလဲတကယ့်ကိုအကျိတ်နဲ့ရှိနေတဲ့အချိန်မှာပြမြလိကတော့လီဗာပူးကဇာထိတ်မှာဥဆောင်နေတယ်လက်ရှိအနေထားရလီဗာပူးအသင်းကရမှတ်90အာဆယ်ကို12ပတ်ဖြတ်ထားတယ်ပြီးတော့မှ Northern Forest ကအာဆယ်အောက်မှာ၄မှတ်กว่าဆိုတော့အာဆယ်က58 Forest က54ပြီးတော့မှ Chelsea က49 Man City က48 Newcastle United ကတပွဲရော့ သူတို့က EFL ကမှ Champion ဖြစ်တော့သူတို့ကဥရောပပြိုင်ပွဲတနေကတေးချသွားပြီဒါပေမဲ့အခုလောလောဆယ်အနေထားရ Newcastle ကရမှတ်49အဆင့်6မှာ ချမ်ပီယံလိဝင်ခွင့်တို့ကပြောင်းလဲချက်ရှိတယ်ပြီးတော့မှ Brighton 49 Newcastle 49 Fulham 55 Villa 55ဘုံမောက်44ဆိုဒီနေရာမှာပြောချင်တာကချန်ပီယံလိဝင်ခွင့်ကပရီးမီယာလိဂ9နေရာတီဝင်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်အာဖနယ်ရဲ့လီဗာပူးရဲ့ကိုဖယ်လိုက်ရင် Forest ရဲ့ Chelsea ရဲ့ Man City ရဲ့ Newcastle Brighton Fulham Villa နဲ့ဘုံမောက်အသင်းတိုင်းကမျှော်လင့်ချက်ရှိတယ် Man City ကိုယ်တိုင်မသေးချဘူး Man City ပေါ်လို့မရဘူးဒီနေရာမှာအခုကျွန်တော်ပရီးမီယာလိဂပါဇာအောက်ဆုံးမှာတော့ Ipswich Town ရဲ့ Leicester City ရဲ့ Southampton ရဲကတန်းစင်ဖို့တေချာသလောက်ရှိနေပြီးတော့ဘူဗာဟန်တန်ကသူ့ရဲ့အပေါ်ကနေကိုးမှတ်ဖြတ်ထားတယ်ဆိုအញ្ញံဆုံးတတ်တတ်သုံးသိလို့ပြောမှာဖြစ်ပြီးတော့ Salas က28ခုနဲ့အများဆုံးတွဲပြီးတော့အဲ့နောက်မှာ Haaland က22ခု Isak က19ခုဖြစ်တဲ့ဒါကအခုလောလောဆယ်အနေထားရ ဂျာမန်ဘွန်ဒက်စလီကာဘက်မှာဘိုင်မြူနစ်ကမနစ်ကအခြေအနေဆိုးရွားမှထိတာဒီမှာချန်ပီယံဖြစ်ဖို့ပြန်ကောင်းလာပြီဘိုင်မြူနစ်ကမနစ်ကတုန်းကလီဗာပူးစင်နောက်မှာဒုတိယရခဲ့ပေမဲ့ဒီချိန်မှာတော့သူတို့အခြေအနေတော်တော်လေးကောင်းတယ်ဗင်စစ်ကုမ္ပဏီလက်ထက်မှာ26ပွဲကစားဘွန်ဒက်စလီကာမှာ16ပွဲနိုင်5ပွဲတည်ရင်2ပွဲပဲရှုံးပြီးတော့အခုလက်ရှိမှာ62မှတ်ရထားတယ်ဆိုတော့ဒုတိယနေရာကလက်ရှိချန်ပီယံလီဗာပူးစင်ကိုသူတို့6မှတ်ဖြတ်ထားတယ်သူတို့နှစ်သိန်းထိတိုက်လဲပြီးတဲ့ချိန်မှာဘိုင်ယန်ကချန်ပီယံဖြစ်ဖို့တည်ကြလောက်ရှိတဲ့ချိန် လီဗာပူးစင်က56ပန်းသူတို့နှစ်သိန်းကချန်ပီယံလိဂ်ကိုတေချာပေါက်ဝင်ပြီးတော့ Mice က45 Itran Frapper က45 Surprise တွေနဲ့ Life Set တို့ Borussia Dortmund တို့အကုန်လုံးရုံးကန်နေရတယ်။အဲ့ဒီနေရာမှာ RB Leipzig က42 Freiburg က42 Mönchengladbach က40 Wolfsburg က38 Augsburg က38မနေ့က Champions League ဝင်ခဲ့တဲ့ Stuttgart လည်း39 Dortmund က35ဖြစ်ပြီးတော့ဒီဟာဒီမှာတော့တော်တော်ကိုဆူဆူဝါးဝါးဖြစ်နေပြီးတော့အခြေအနေဆိုးရရရှိတယ်။လက်ရှိနေထားရတော့ Hurricane က22ကိုသွင်းထားတယ်။သူတို့ကအများဆုံးဖြစ်ပြီးတော့ Patrick Schick က18ကိုသွင်းထားတယ်။ Bundesliga က အခုလက်ရှိမှာ34ပွဲကစားမှာဖြစ်တဲ့ကြောင့်သူတို့10ပွဲပဲချန်တော့တယ်ဆိုတော့ Bayern Munich ကချန်ပီယံပြန်ဖြစ်မှာပြီးတော့ Hurricane 12 Top Goose ကိုလာဆူရောချန်ပီယံဆူကလာပါအချိန်လေးကောင်းလို့သူတို့အခုလောလောဆယ် Champions League Quarter Final ကိုလည်းတက်နေတယ်တပတ်ကအီတလီစီးရီးအေကာတော့အကျိတ်နယ်ရှိဆုံးလီးဒ်တွေကတစ်ခုပဲအင်တာမီလန်ရဲ့အတ်လန်တာရဲ့နာပိုလီရဲ့သုံးသင်းကနေရင်းနဲ့မှပြီးခဲ့တဲ့ပွဲစဉ်မှာနာပိုလီနဲ့အတ်လန်တာအမှတ်ရတဲ့အချိန်အင်တာမီလန်က64မှတ်နဲ့ဦးဆောင်နေတယ်အဆကဆိုဒီသုံးသင်းရဲ့ခြေထောက်မှာသုံးမှတ်ပဲကွာတယ် ဒါပေမဲ့ခုလောလောဆယ်အနေထားအရအတ္တလန္တာကွင်းမှာအင်တာနိုင်လိုက်တဲ့ကိုယ်ကအင်တာက64မှတ်ကိုနာပိုလီက67တစ်ဖက်ကအတ္တလန္တာက58ရပြီးတော့ဘိုလော့ညာတီယာဂိုမော့တာထွက်သွားတဲ့ဘိုလော့ညာကခြေစွမ်းပြနေပြီး52မှတ်နဲ့အဆင့်4ကိုပြောင်းတယ်ကျွန်တော်တကယ်ဆိုရင်ချော့ချွိုင်းဆိုင်စီလည်းမရှိတော့ဘူးဘိုလော့ညာကစားမှ3ရောက်လောက်ထွက်သွားပြီးဤပြလည်းထွက်သွားပြီးပဲဘိုလော့ညာကခြေစွမ်းထပ်နေစေဖြစ်ပြီးတော့ 53မှာတီယာဂိုမော့တာရဲ့ဂျူဗန်တက်စက52လာဂျိုက51ရိုမာ49ဖီယွန်တီနာ48ဆာဂျီယိုကွန်ဆေဆာကိုခန့်ထားတဲ့အေစီမီလန်က49ဒီနေရာမှာအခုလောလောဆယ်နေထားရအီတလီကလည်းချန်ပီယံလိဂ်၅နေရာဆိုတော့သူတို့အတွက်အမျှော်လင့်ချက်ရှိတယ်ဒါပေမဲ့တီယာဂိုမော့တာလည်းအန်တာပရက်ရှာဖြစ်နေတယ်အင်တာမီလန်ကတော့ချန်ပီယံဖလားရဖို့ရှိလို့အန်တိုနီယိုကွန်တေရဲ့နာပိုလီကလည်းချန့်ရှိတယ်အခုလောလောဆယ်မှာမတ်တီယိုရက်တေကူက22ဂိုးနဲ့အများဆုံးသွင်းထားပြီးတော့ဝိုင်းစစ်ကိန်းက15ဂိုးသွင်းတယ် အာတမိုလာလုတ်မန်နဲ့မာကတ်ဆူရန်ကစသုံးဖို့ဒီတွင်လာတဲ့ဒါကစီးရီးရေပေါ့လေစီးရီးရေစရာအောက်မှာအမ်ပိုလီရဲ့ဗင်နီစီယာရဲ့မွန်ဇာရဲ့၃သင်းကတန်းဆင်းဖို့အခြေအနေရှိတယ်။တခါပြစ်တက်လီဝမ်မှာတော့ပါရစ်စိန့်ဂျာမင်ကအမှတ်ဖြတ်လိုက်တယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့မာဆေးကို၃ဂိုးတခုနဲ့နိုင်တဲ့အတွက်သူတို့နဲ့မာဆေးကြမှာ16မှတ်ထိဖြတ်ထားတယ်။ PSG ကတော့ချန်ပီယံစူပလာကိုတေးကြတယ်။26ပွဲမှာ22ပွဲနိုင်5ပွဲတေးရှုံးပွဲမရှိကစားထားတယ်။ပါရစ်စိန့်ဂျာမင်က68မှတ်နဲ့ချန်ပီယံဖြစ်ဖို့တေးကြပြီးတော့ မာစီက49မိုနာကို49စာချင်ရက်ကလစ်ပူတွဲပိုင်ဆိုင်နဲ့နီစ်က49လီယွန်က55လီယက54ဖြစ်တဲ့ဒီနေရာမှာပြင်သစ်လီမှာအူစမာနီတမ်ပေလီက29ခုအထိအများဆုံးသွေးထားပြီးတော့မေဆန်ဂရင်းဝုဒ်က15ခုဂျိုနသန်ဒေးဗစ်က14ခုသွေးပြီးတော့ဘာကူလာက15ခု သွင်းထားတယ်အခုလောလောဆယ်အနေထားအရပြင်သစ်လီကချန်ပီယံလိဝင်ဝင်နေရတော့အဓိကကတော့ PSG မာဆေမိုနာကိုနဲ့နီစ်ကတော့အခြေအနေကောင်းနေတယ်တစ်ဖက်ကတော့ကျွန်တော်တို့အခုလောလောဆယ်အနေထားအရစပိန်လာလီကာစပိန်လာလီကာကအခုလိပြိုင်ပွဲတွေထဲမှာအကျိတ်နဲ့ရှိဆုံးအစကအက်တလက်ကိုမတွေ့ရင်ရဲမတွေ့ရင်ဘာဆိုနာရဲ့၃သင်းအဲ့ဒါကမှဘာဆိုနာကတီကိုကိုဝေးခွင့်နိုင်လိုက်တဲ့အတွက်ဘာဆိုနာနဲ့တီကိုကြားမှာ၄မှတ်กว่าတယ်ပြီးတော့ဘာဆိုနာကတဝဲရော့ဆိုအခုလောလောဆယ်မှာရဲမတွေ့နဲ့ဘာဆိုနာကရမှတ်60တိဘာဆိုနာက28ပွဲမှာ16 ဘွဲနိုင်၃ဘွဲတိ၅ဘွဲရှုံးရမှတ်60ရပြီးတော့ good different 48မှာ win မတွေ့က28ဘွဲကစား2ဘွဲပူကစားပြီးသူတို့ကရမှတ်60နောက်တစ်ခုကသူတို့နှစ်သိန်းဟာဒုတိယကြော့မှာ Barcelona ရဲ့အိမ်ကွက်မှာကံမှာဖြစ်လို့ hard to hit ရလေ Barcelona ကတားတဲ့အတွက် real madrid ကိုသူတို့ကဘလို့ပဲဖြစ်ဖြစ်အမတ်တူနေတော့သူတို့က hard to hand champion ဖြစ်တယ်ဆိုပြောချင်တာက barcelona ဟာတပွဲမှားလို့ရသေးတဲ့အခြေအနေမျိုးရှိပြီးတော့ barcelona က60 real madrid က60တပွဲဘူတီကိုကတပွဲဘူကို56နဲ့ एथलेटिक का लीजर ने सुनो ढीले तेंगा အောက်တင်းနေနဲ့အမြဲပြတ်တယ်အဲ့အောက်မှာဖီလာရီက44ရီယယ်ဘတ်တစ်က44ဆိုတော့အက်ဒလက်တစ်ကလပ်နဲ့ချာမှာသူတို့တော့မှ၈မှတ်တော့ကွာတယ်ဆိုတော့အခုဒီ၄သင်းကပဲချန်ပီယံလိဝင်ဝင်ရဖို့ရှိတယ်ဒီနေရာမှာဘာဆိုနာရဲ့တိုက်စစ်မှုရောဘတ်လေမန်ဒေါစကီနဲ့ခီလန်အမ်ဘပေက top goal ဆိုတာထူးတာအပြိုင်လူနေတယ်အမ်ဘပေကသွင်းကို20လေမန်ဒေါစကီကသွင်းကို22ကိုသွင်းထားတယ်အခုလောလောဆယ်အနေထားရတော့ဒီ၃သင်းအပြိုင်လူနေပြီးတော့လက်ရှိအနေထားရတန်းစင်းသွားနိုင်တဲ့ထဲမှာ Leganes ရဲ့ Las Palmas နဲ့ Valladolid တို့ရှိတယ်တခါ ပေါ်တူဂီလိမှာတော့ဟူဘေအမ်ဘရွန်ထားခဲ့တဲ့စပိုးတင်းလစ်ဘွန်ကရမှတ်62မှတ်ရပြီးတော့ဇယားထိပ်မှာဦးဆောင်နေတယ်ဒါပေါ်တူဂီလိကလည်းအခုလောလောဆယ်ဒေတာရ10ပွဲပဲချန်တဲ့ချိန်မှာဘန်ဖီကာကိုသူတို့3မှတ်ဖြတ်တယ်ဘန်ဖီကာက59ပေါ်တူက53ဘရာကာက53ရထားတယ်ဆိုတော့အခုစပိုးတင်းလစ်ဘွန်ကချန်ပီယံဖြစ်ဖို့တေချာနေပြီးတော့သူတို့အခုလောလောဆယ်မှာ3မှတ်ဖြတ်ထားတဲ့အတွက်ကြောင့် လက်ချက်အခြေအနေကတော်တော်လေးကြီးကောင်းနေတယ်ဒီနေရာမှာ Victor Yokres က Sporting Lisbon အတွက်29ဂိုးသွင်းထားတယ်ပေါ်တူဂီလီက Top 5လိမှာမပါရဲအတွက် Yokres က29ဂိုးသွင်းပေမဲ့ဥရောပရွှေဘက်ဆူမှာတော့ tip 1.5နဲ့ပြောင်းသွားဖြစ်တဲ့ကြောင့်သူ့အတွက်ကအနေနဲ့တော့အမှတ်နေတဲ့အခြေအနေမျိုးရှိတယ်ဒီနေရာမှာတစ်ဖက်က တူရကီစူပါလီမှာဂျိုဆေမိုရီညိုရဲ့ဖနာပါချီက62မှတ်ပဲရပြီးတော့ဂလာဆာရီက82မှတ်ရတာတော့တူရကီစူပါလီမှာဂလာဆာရီကအခြေအနေကောင်းပြီးတော့အိုလီဂနာဆိုရှာရဲ့ဘတ်ရှစ်တက်က44မှတ်ရပြီးတော့အဆင့်4နေရာမှာရှိတယ်တူရကီစူကာလီမှာဖီတာအိုစီမန်ကတွင်းကို20အထိတွင်းထားတယ်တစ်ဖက်ကအင်္ဂလန်ပရီးမီယာလီဂ်ရဲ့အောက်ကချန်ပီယံရှစ်ပေါ့လေပရီးမီယာလီဂ်ကိုတတ်တက်လာမဲ့3တဲ့အခုပရီးမီယာလီဂ်က Leicester City ရဲ့ Ipswich Town ရဲ့ Southampton တို့တန်းဆင်းသွားရင်သူတို့နေရာအစားထိုးမဲ့3တဲ့မှာဒါရိုက် ိုင်ဝင်ခွင့်တန်နေရာမှာလီးရှူလိုက်တဲ့ရှက်ဖီယူနိုက်တက်ကရမှတ်80သိတူတယ် လီစကအစကအမှတ်တွေဖြတ်ပြီးတော့မှနောက်ပိုင်း3-4ဘွဲလောက်ဇက်တိုက်ချေချော်နေလို့ရမကွာဟာမှုတူညီခဲ့ပြီးတော့မှအိုက်အောက်မှာစကော့ပါကာရဲ့ဘန်လီက88သူတို့ကကလင်းရှိ29ဘွဲတောင်ရယူထားပြီးတော့နောက်ဆန်ဒလန်က69ခရန့်လမ်ပတ်ရဲ့ကိုဗင်ထရီက59နဲ့ဝက်စ်ဘွန်က59ဆိုတော့ကျွန်တော်တင်တော့အခုလက်ရှိမှာလီစနဲ့ရှက်ဖီနဲ့ဘန်လီနဲ့သုံးတင်းတဲ့က2တင်းတက်လာနိုင်တယ်ဒါကတော့ချန်ပီယံရှစ်အခြေအနေဖြစ်ပြီးတော့ဒါအခုလောလောဆယ်နေထားရဥရောပရဲ့ top 5လေးအခြေအနေဖြစ်တယ်ဆိုတော့ ဥရောပရဲ့ profile လေးမှာရွှေဖနက်ရဖို့အတွက် Salas က28ခုနဲ့အများဆုံးတွင်ထားပြီးတော့သူကဦးဆောင်နေသူဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်